်မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပံမောင်ဝရေးသားထားတဲ့ဝိတုစောင်းမဘောင်းကျော်တစ်ထဲကစာမေးပွဲဆိုတဲ့အပိုင်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိမ်ကြီးဖြစ်ပါတယ်ဘာစာမေးပွဲလဲဘာစာမေးပွဲမှာမဟုတ်စာမေးပွဲအားလုံးကို ဆိုလိုသည် စာမေးပွဲသည် စာမေးပွဲဝင်သူတို့၏ရန်သူဖြစ်၏ရန်သူမျိုး၅ပါးရှိရာတွင် ရေနှင့်မီးတို့သည် အသက်မရှိသော ရန်သူများဖြစ်ကြ၏မင်းခိုးသူ မချစ်မနှစ်သက်သောသူတို့သည်အသက်ရှိကြသောရန်သူများဖြစ်ကြ၏ဤစာမေးပွဲသည်လည်းရေနှင့်မီးတို့ကဲ့သို့ အသက်မရှိသော ရန်သူတစ်မျိုးဖြစ်လေသည်သို့သော ရေနှင့်မီးတို့သည် လူတကာနှင့်ဆိုင်၏ စာမေးပွဲက စာမေးပွဲဝင်သူတို့နှင့်သာဆိုင်လေသည်ဤကခြားနာခြင်းပီတီရေမီမင်းတို့သည်မိမိတို့အားလုံးအတုံးချတယ်လျင်လူတို့ဤအကျိုးကို ကောင်းကောင်းဆောင်တတ်၏တိုင်းပြည်အတွင် အနောက်အရှက်မရှိ စိတ်အေးချမ်းသာစွာလောက်ကင်စားတောက်နေကြရသည်မှာမင်းဤကျေးဇူးဖြစ်၏ မင်းမရှိရင် ခိုးဆိုးလူမိုက်တို့၏နိုင်ထက်ဂလူပြူးခြင်းကို ခံကြရမည်ကမလွယ်တီမင်းမရှိသောတိုင်းပြည်သည်မတင့်တဲဟု လူကြီးတို့ထားခဲ့သောစကားသည်မှန်၏ရေနှင့်မီးတို့သည်လည်းထိုနည်းအတူဖြစ်၏မီးယထာမီးတင်မောတို့ကိုပင်ကြည်ပါတော့မီးယထာမီးတင်မောတို့ကို ထားလိုက်ပါအောင်မတုံးလင်းဖြစ်သေး၏ရေကို၃ရက်ခန့်မြည်သူမျှတပိတ်မှောက်နိုင်မည်မဟုတ် တယောက်ကောင်းနှစ်ယောက်ကောင်းရှိခြင်းရှိပေလိမ့်မည်တို့ရာတွင်၎င်းတို့အားမစင်စားပြီထိုမင်းမီရေတို့ကို မကြောက်ပြန်လင်မှောက်ပေလိမ့်မည်ထို့ကြောင့်၎င်းတို့အားရန်သူဟု၍ခေါ်သည် မဟုတ်ပါလောဤဆိုခဲ့ပြီးသောမင်းမီရေတို့ကဲ့သို့စာမေးဝဲသည်ဟူသော ရန်သူကြီးသည်မိမိအားအတုံးချတယ်လဲစာမေးဝဲဝင်သူတို့၏ကျေးဇူးကို များစွာဆောင်လေသည် စာမေးပွဲကိုကောင်းစွာ အသုံးချတတ်သောကြောင့်မြို့အုပ်ဖြစ်သူဖြစ်၏ဝင်တော့ဖြစ်သူဖြစ် အရေးပိုင်းမင်းကြီးဘရင်ခံတိုင်အောင်ဖြစ်သူဖြစ် ရှေ့နေရှေ့ရဖြစ်သူဖြစ်၏ကျောင်းဆရာပရိုဖက်ဆာပါမောက်ခကြီးတွေဖြစ်သူဖြစ်ရေတွက်၍မကုံနိုင်သောအဖြစ်အမျိုးမျိုးဖြစ်နိုင်လေသည်တို့ရာတွင်စာမေးပွဲကို မကြောက်ပါကဒုက္ခရောက်ပေလိမ့်မည်စာမေးပွဲသည် အလွန်ရိုင်းဆိုင်သော သားရဲကြီးနဲ့လည်းတူ၏ရင်ပါအောင်ပြုတ်လုံနိုင်မှ အတော်ကြလေသည်၎င်းအားမိတ်ဆွေဖွယ်ရန်လဲခဲရင်၏၎င်း၏စိတ်ကိုစုံစမ်းရန်လဲမလွယ်ကူတခါတခါသဘောကောင်း၏တခါတခါခတ်ထန်၏တခါတခါတိမ်တိမ်မွေ့မွေ့ရှိ၏တခါတခါကြမ်းကြမ်းတန်းတန်းရှိ၏တစ်နှစ်မိတ်ဆွေဖွဲ့၍ရတော်လဲနောက်တစ်နှစ်တွင်ရခြင်းမှရလေသည် စာမေးပွဲကိုကျောင်းသားတိုင်းစာမေးပွဲဝင်သူတိုင်းကြောက်၏စာမေးပွဲကိုမကြောက်သောကျောင်းသားဟူ၍ရှိမည်မထင်စာမေးပွဲဆိုသော စကားကိုကြားလိုက်သည်နှင့်တပြိုင်နက်ထိတ်၍သွား၏ကြောက်၍သွား၏လန့်၍သွား၏ခေါင်းကိုက်သူကကိုက်စိတ်ညစ်သူကညစ်စာမေးပွဲသည်ဟူသောတားရဲကြီးကမူကနင်တို့နေနေအောင်ငါမေးတာမရရင် စားလိုက်မည် ဝါလိုက်မြီရိုက်လိုက်မြီထုလိုက်မြီစသဖြင့်ကျင်းဝါဟန်ပြင်ကလဲဆန်းတင်းတင်းမန်ပြင်းပြင်းလုံနေ၏။နောက်များမကြာမီစာမေးပွဲနှင့်တွေ့ဆုံရန်ဆိုင်းရကရဲချင်းပေးလိုက်၏။ထိုအမိန်စာကိုကြားသိရသောအခါစာမေးပွဲဤတကွန်စိုက်လာပြီးတကားဟုစိတ်အပြက်ကြီးပြက်ပြီးလင်တွေဝေငေးမှန်၍သွားကြ၏။ကစားမြူတူဝါသနာပါသူတို့လည်းစိတ်အဲ့၍လာ၏။ အပြင်းနှင့်မိတ်ဆွေဖွဲ့ကပျော်ရွှင်နေသောသူတို့ပင်လဲဝရိယရှိ၍လာ၏ရီးစားအတွက်ရရက်ပွေသူတို့ကလည်းတပူပေါ်နှစ်ပူဆင့်မိဟုထင်မှတ်ကြ၏ចောင်းသားအလုံးဤကြည်လင်သောစိတ်တို့သည် တိမ်ဖုံးသောလာမင်းကဲ့သို့မှိန်၍သွား၏ညနဲ့သကောင်တိုင်အောင်စာကျက်စာပြုလာကြ၏ကစားမြူတူနေရင် စာမေးပွဲအကြောင်းတရိယာလည်းစိတ်ပူ၍လာ၏ ရေနွေးအိုကြီးမိမိတို့ဤနှလုံးအတွင်း၌စူပွက်နေသည်ဟု၍လဲထင်မှတ်ကြ၏အိမ်မပြောမီအတွင်စာမေးပွဲအကြောင်းတရေရေတွေးတော့ကအိမ်ရဲတွင်တကြောင်ကြောင်နေ၏အိပ်ပျော်သွားပါကလည်းစာမေးပွဲနေ့တွင်ကျောင်းအရောက်နောက်ကျသောကြောင့်စာမေးပွဲအခန်းတွင်သို့မဝင်ရဟု၍၎င်းစာမေးပွဲအခန်း내တွင်မဖြေနိုင်သဖြင့်ချွေးဖြိုင်းဖြိုင်းကြသည်ဟု၍၎င်းအိမ်မက်မြင်မက်သဖြင့် ကြောက်လန့်စွာအိယာမှနို၏တကိုယ်လုံးချွေးအတိပီးလျက်နေ၏ဤသို့စာမေးပွဲကို ကြောက်သူတို့မှာစာမကျက်သောသူတို့လူဖြင်းလူညံ့ကြီးတာမဟုတ်စာကြိုးစားသူ လူတော်များလဲပါလေသည် စာမကျက်ရသေးသောသူတို့ကစာကျက်ရန်အချိန်များများမရတော့သဖြင့်ဝမ်းနေ၏အထက်ထက်ကငါတို့စာမကျက်ခဲ့မိသည်မှာမှားဤဟုထင်၏စာကျက်ပြီးသောသူတို့ကလည်း ကျက်ပြီးသောစားများကြည်အောင်ထက်မှန်ကြရန်အချိန်ပိုမို၍ရလင် ကောင်းမည်ဟုထင်မှတ်မိ၏လူဖြင်းတို့ကအောင်မအောင်ပါမလားဟုတွေး၏လူတော်များကမူကားပထမဒုတိယမှရပါမလားဟုစိုးရိမ်မကင်းဖြစ်ကြ၏အားလုံးအတူတူမြည်သူမျှစိတ်အေးရသည်ဟု၍မရှိ စာမေးပွဲကမူကားမြည်သူကိုမျှမထောက်ထားပြုံးစီစီနှင့်စောင်းစား၍သာနေ၏ စာမေးပွဲဤဟူသောရန်သူကြီးနှင့်တွေ့ဆုံကြရမည်သူတို့အနက်လမ်းမီဖျားသူကဖျားစာကြက်၍အိပ်ပြက်ဖန်းများသောကြောင့်အစားပြက်အစားပြက်သောကြောင့်ယောဂာရသူကယဝဝဖြိုးဖြိုးပုတ်ကိုယ်တို့ပင်လင်ပိန်ပိန်လီလီဖြစ်၍လာ၏အညောင်းမီသည်ဖြင့်ခါကိုင်းသူကိုင်းစာဖက်လွန်၍မျက်စိမှုန်သူမုံနေထိုင်မကောင်းဖြစ်သူဖြစ်စိတ်ညစ်စရာစိတ်ပြက်စရာ စာမေးပွဲကမူကလူနာမျက်ဖြူဆိုင်လေဆရာကြိုက်လေဆိုသောစကားကဲ့သို့တပြုံးပြုံးနှင့်သာချိန်ထားသောရက်ကိုစောင်းစား၍နေလေတည်းဤသို့တလကြောကြောနှစ်လနီးပါးခန့်စိတ်ဤပင်မခြင်း ကိုဤပင်မခြင်းတို့ကို ခံခဲ့ရပြီနော်စာမေးပွဲနှင့်တွေ့ဆုံရန်နက်နက်ခင်းသို့ရောက်လင်ဖျားရှခိုးသူခိုးစူတောင်းသူတောင်းကြက်မှတ်ထားသောစားတို့ကို ပြန်လန်ကစဉ်းစားသူကစဉ်းစားနှင့်ရှိနေကြလေ၏ဤသို့စဉ်းစားလိုက်သောအခါ၌လဲကြည်လင်စွာမပေါ်စာတစ်မျိုးနှင့်တစ်မျိုးရှုပ်ထွေးရောရှက်ခါပေါ်၍လာကြ၏သူအရင်လာပါရစေငါအရင်လာပါရစေဟုရုပ်ရှင်ယုံအဝင်ဝတွင် တိုးခွေနေကြသကဲ့သို့စာရိညာဝ၌တိုးခွေ၍နေကြ၏ထို့နောက်ချိန်ထားသော အချိန်သို့ရောက်လျင်တထိတ်ထိတ်နှင့်ပင်စာမေးပွဲအခန်းရှိရာသို့ တွားရောက်ကြရ၏။ကြောက်သွေးမွန်နေသောကြောင့်ရင်တစ်ခုလုံးတစက်စက်နှင့်တုန်နေ၏။မိရထားခုတ်သည်ထက်ပင်ပြင်းထန်သေး၏။ထိုအခိုက်တွင်မြည်သည့်စိတ်မျှမဝင်နိုင်။ဖြေနိုင်ပါမလား။ဖြေနိုင်ပါမလား။ဘလို့မေးခွန်းများပါလိမ့်။စာသောစေကူးတို့သာဝင်နိုင်လေသည်။ရီးစားကိုမလွန်ပျော်ရွှင်မှုမလား။ပြင်းမှုလည်းမပါ။စာမေးပွဲအခန်းထဲသို့ရောက်၍မေးခွန်းစာရွက်များ ပေးလိုက်တော့အခါစိတ်၌မိုက်ခနဲဖြစ်သွားသူဖြစ်သွားတကိုယ်လုံးဇက်ဇက်တုံသူတုံငေးပြီးကြက်သေးသေးနေသူသေးနေလက်တုံနေသဖြင့်စာမရေးနိုင်သူတွေကလည်းမရှာ အားပတရဖြစ်နေသူတို့ကအနှဲငယ်သာရှိကြ၏ထိုအခါစာမေးဝဲသည့်ဟူသောတားရဲကြီးကအချို့ကိုကံ၍ထုတ်လိုက်၏အချို့ကိုလက်ဝါးပြက်ဖြင့်နှက်ကားလှွတ်လိုက်၏အချို့ကိုမူကျိန်မောင်း၏အချို့ကစကားမပြော ကြံအနေငယ်သောသူတို့ကိုသာဂဏိတော့ဖြစ်တော်ရဲ့နတ်ပြန်ကတတိသားဟုဆို၍လွတ်လိုက်လေတည်းထိုအရိုက်အနှက်ခံရသောသူတို့အနက်အချို့မှာခေါင်းငုံ၍သွား၏အချို့ကစာမေးပွဲကိုဆဲရည်၍သွား၏အချို့မှာအလုရှာရန်စဉ်းစား၍သွား၏စာမေးပွဲကမျက်နှာသာပေးလိုက်သောသူတို့ကမူကခေါင်းထောင်၍သွားကြလေသည်လေထဲတွင်တိုက်အိမ်ဆောက်သူတွေကလည်းမရှား ရည်စားအကြောင်းကိုပင်လင်းစဉ်းစားနိုင်ကြသည်အထက်ပါဤအတိုင်းစာမေးပွဲဖြေဆိုရန်ရက်ရှိသည်မှတွေ့ကြုံကြရ၏စာမေးပွဲကမူကားအောင်မြင်သူနေပါတဲ့နေပါအောင်စစ်၍စစ်၍ထုတ်လိုက်၏နောက်ဆုံးစာမေးပွဲပြီးသောနေ့တွင် စိတ်အေးလက်အေးစိတ်ချလက်ချနှင့်ငါကြံတိုင်းပောက်ပြီးဟုထင်မှတ်ကပြန်သွားတော်သူတယောက်မျှမရှိစိတ်ထဲတွင် အပူတစ်မျိုးမျိုးရှိသူကြီးဖြစ်လေသည်စာမေးပွဲပြီးစီးသောအခါထိုအပူတို့သည်တပြေးပြေးအေး၍သွား၏ထို့သော အောင်စရင်းများကိုစိတ်ကူးမိတိုင်းစိတ်ထဲတွင်မီးတောင်ပေါက်ကွဲလေရှိ၏စာမေးပွဲအောင်စရင်းများထွက်ချင်းနီးသောအခါတလောပူကြပြန်၏ကျင်းနှံ့ရိုက်မေးသူကမေးစာပေးသူကပေးရှုပ်ထွေး၍နေကြ၏ထမင်းမစနိုင်ဖြစ်ပြန်၏မအိတ်နိုင်ဖြစ်ပြန်၏ သတင်းစာလာတိုင်းစာရောက်တိုင်းလန့်၍သွား၏ထိတ်၍သွား၏ကြောက်၍သွား၏အောင်စင်းကိုလည်းတိလို၏တိရမှာကိုလည်းကြောက်၏အောင်မီလားကြမီလားအောင်တော်လဲထင်းတိုင်းပေါ့မီလားစာမေးပွဲအောင်စင်းများထွက်လာသောအခါအုတ်အုတ်ကြက်ကြက်စူညံ၍သွား၏မဖြေနိုင်ဟုထင်းသူများအောင်၍လာတတ်၏လက်ပန်းပေါက်ထ၍ခတ်ကြ၏ဂျွန်ထိုးသူကလည်းထိုး၏ နေမတိထိုင်မတိဖြစ်သူလဲဖြစ်၏လက်ထဲတွင်ရှိသောပတ်စံအလုံးကိုလည်းသုံးဆွဲလိုက်ကြ၏လက်ဖရေဆိုင် ရုပ်ရှင်ယုံပွဲတို့ပတ်စံရကြ၏အောင်မြေဟုစိတ်ချ၍နေသောသူများလည်းကြလျက်နေတတ်၏ထိုအခါလက်မှိုင်ကျ၍တွားကြ၏မျက်ရည်တွေ့တွေ့တွေ့စီးဆင်း၍တွားကြ၏လောကကြီးသည် အချီးနှီးဖြစ်၍တွား၏အိယာတဲ့ဝင်းကလူမမာကဲ့သို့ဖြစ်နေ၏ စာမေးဝဲသည်ဟူသောရန်သူဆိုးကြီးသည် စာမေးပွဲဝင်သူတို့အားဤမျှဒုက္ခပေး၏သို့သော သူမပါလဲမပြီးသူပါလဲတညင်းညင်းစင်စစ်ကားစာမေးပွဲအောင်သည်ကတမျိုးစာတက်သည်ကတခြားကာလတွင် အခတ်သားဟူလုံအားလုံးပဲကျေနပ်နှစ်သက်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်း ကိုဤကြံမာခြင်းပေါင်းနဲ့တလုံးတူရတဲ့ပြည့်စုံနိုင်ကြပါသည်ရှင်